အားလုံးပဲမင်္ဂလာပါမနက်က3ည5ဆိုပေါ့မှာနော်မနက်ကကျွန်တော်ကောင်ပါဗျာ3ည5ဆိုတော့ပေါ့မှာဗျာတောင်ညာ5ဆိုတော်တော်များများပေါ့ပဲတော်တော်များများတောင်ညာ5နဲ့ TV ထင်တာနော်တောင်ညာ5နဲ့ TV ထင်တာကျွန်တော်ကောင်ပါဗျာတောင်ညာ5နဲ့မတီးပဲနေသူကတောင်ညာ ခွန်ဆိုပြီးပြောင်းတော့ကန်ဆိုးကျင်တာเนาะတုံညာငားနဲ့ TV ထင်ခဲ့တဲ့အတိုင်းပဲတုံညာခွန်ဆိုပြီးတော့ကျွန်တော်ကမှများเนาะပြောင်းနေပုံเนาะအဲ့လိုဖြစ်နေပြာကဲအားလုံးပဲမင်္ဂလာပါမင်းမင်းဝင်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်အလုံးပဲမင်္ဂလာပါဗျာ

အပီးပေါင်းဆိုင်တွေပြပါပါသူများတဲ့အောင်မြင်ခဲ့တဲ့ဆိုင်ကိုနောက်မှာပြမယ်နော် အသက်ရှာထားတဲ့အပီးပေါင်းဆိုင်ကိုရင်းဆုံးပြမယ်ကဲအားလုံးဝင်လာခဲ့ပါအလုံးမြန်ဝင်လာခဲ့ဖို့ဖိတ်ခေါ်တယ်မရှယ်ရသေးတော့ကိုယ်မိုင်တယောက်တစ်ချက်ရှယ်ပေးထားပါနော် ီးပေါ်ဆိုင်ကလေးကိုကျွန်တော်ရအကုန်ပါဗျာအရင်ဆုံးတွန်းမယ်တစ်ချက်လိုက်ကြည့်ပေးဟုတ်ပြီနော်ငါးဘူးက၅ထည့်တဲ့60ဒီကသူတို့နှလုံးပေါင်းချင်ဟုတ်ပြီနော်ငါးဘူးကငါတဲ့60ဒီကသူတို့လုံးပေါင်းချင်း963ည3ပေါင်းချင်းဖြစ်တယ်။ငါနဲ့6နဲ့ပေါင်းတော့1 1နဲ့3ညနဲ့ပေါင်းတော့ကျွန်တော်တို့ခံရမှာလေ။တစ်ခေ3ညရေပေါင်းတော့ကျွန်တော်တို့1ပေးရတယ်။1နဲ့3ညနဲ့ပေါင်းတော့1 1ရေ ပါဝါဒီ6ဒီ6ဒီဝမ်းကျင်ဖြစ်တယ်ဒီ6ဝမ်းကျင်ဒီ6ဝမ်းကျင်ကိုလည်း6ပိုင်းနဲ့86ဆိုပြီးထွက်တယ်83က3အပိတ်86ဒီသူတို့နှလုံးပေါင်းခြင်း386သုံးလုံးပေါင်းခြင်းဖြစ်တယ်38နဲ့ပေါင်းတော့တိတ်ကဲ6ပဲပေါင်းတော့ခွန်ရတယ်ခွန်ရဲ့ပါဝါဒီ2ခွန်2ဒီဝမ်းကျင်ဖြစ်တယ်ခွန်1ဝမ်းကျင်ကို2ပိုင်းနဲ့23ဆိုပြီးထွက်တယ် 30ဒီက3ရအဖိတ်23က23ကသူတို့လုံပေါင်းခြင်း3ရနဲ့3ပေါင်းလုံးပေါင်းခြင်း3ရနဲ့2နဲ့ပေါင်းတော့2 2နဲ့3နဲ့ပေါင်းတော့900ရလေ900ရဲ့ပါဝါသည်3ရ9300ရသည်1ချိန်ဖြစ်တယ်9300 1ချိန်ကို3ရပိုင်းနဲ့3ရ10ဆိုပြီးတော့တယ်ဟုတ်ပြီနော်9300 1ချိန်ကို3ရပိုင်းနဲ့3ရ10ဆိုပြီးတော့တယ်ဒါဆိုရင်ဒီညနေ4နာရီခွဲတော့1ချိန်65ကသူတို့နှလုံးပေါင်းခြင်း သုံးရတဲ့ဒီတုံလုံးပေါင်းချင်း65 5 5ဘိ9သုံးရတဲ့သုံးလုံးပေါင်းချင်းဖြစ်တယ်။9နဲ့သုံးရနဲ့ပေါင်းတော့9 9ရဲ့တက်ခေပေါင်းတော့600ရတယ်။6ရဲ့ပေါင်းပါတိတက်6တက်တိ1ချင်းဖြစ်ပါတယ်။ဟုတ်ပြီနော်။တခြားဝန်ကြီးကို6ပိုင်းနဲ့86ခွန်နဲ့ဝန်ကြီးကို2ပိုင်းနဲ့20တော့ငါးသုံးကြောင့်ဝန်ကြီးကို3ရပိုင်းနဲ့3ရတဲ့ဆိုပြီးတော့ဒါဆိုရင်ညနေ4နာရီခွဲတဲ့ဝန်ကြီးက6တဲ့ဝန်ကြီး အဲ့တော့သူနဲ့တွဲရပြီးစင်မယ်အပိပောက်ကိုပြမယ်သူနဲ့တွဲရပြီးစင်တယ်အပိပောက်ပထမဦးဆုံးစိုက်ဖြစ်တဲ့တော့ဝမ်းပေါ့နော်အပိပောက်ဆိုင်ကိုကျွန်တော်ရဲ့အကုန်ကြီးမကြီးတွေတစ်ချက်ပြမယ်လိုက်ကြည့်ပေးကကီးနေပြီးပေါ့နော် तू ကကီးနေပြီးပေါ့မှာ तू ကကီးနေပြီးပေါ့မှာ63ဒီသူတို့နှလုံးပေါင်းခြင်းနဲ့63ကကျွန်တော်ကမှလည်းသူတို့နှလုံးပေါင်းခြင်းဒါဆိုထိုင်စင်းနောက်ဘိတ်လည်းခေါ်လို့ရတယ်နော်ထိုင်စင်းနောက်ဘိတ်တော့ခေါ်လို့မရ63ရဲ့ပေါင်းနဲ့တက် ရှင်းနေတဲ့ပုံတော့ကျွန်တော်တို့တိတိရဲ့နခတ်တိရှိတိရဲ့ပါဝါတိ6တိရှိ6ကကီးဖြစ်တယ်တိ6ရဲ့တိရှိ6ကီးကို10ပိုင်း6ပိုင်းနဲ့80ချောင်းဆိုပြီးထွက်တယ်30တိကသူတို့နှလုံးပေါင်းခြင်း30တိကလုံးပြောရင်300တုံးရဲ့ပေါင်းတော့300ရတယ်300ရဲ့နခတ်တိဟုတ်လား300ပါဝါတိ10 98တိကီးဖြစ်တယ် ခွန်နဝန်ချင်း358ကီကို နှစ်ပိုင်3ပိုင်နဲ့23ဆိုပြီးထွက်တယ်။နှစ်ပိုင်3ပိုင်နဲ့23ဆိုပြီးကျွန်တော်ကုန်ပေါ်များထွက်တယ်။65ဒီတူနာလုံးပေါင်းချင်း65နဲ့ပေါင်းတော့1တည့်ရဲ့နက္ခတ်တိ8တည့်ရဲ့ပါဝါတိ6တိ6ဒီကီးဖြစ်တယ်။အားလုံးညာဝန်ချင်း16ကီကို3ညပိုင်1ပိုင်နဲ့3ညတိထွက်တယ်။ ဒါဆိုရနေ့ညနေ၄နာရီခွဲတဲ့ဝမ်းကျင်က6တိဝမ်းကျင်အဲ့ဒီ6တိဝမ်းကျင်ကိုသူနေတွဲရပြီးစင်းမယ်အဘိဘောက်ကီးကပါဖြစ်မလဲအဲ့လိုမတချမ်းလိုက်ကြည့်သူနေတွဲရပြီးစင်းမယ်ကီးကကျွန်တော်ရဲ့ကိုယ်မာရီဘာဖြစ်မလဲတချမ်းလိုက်ကြည့်တောင်ညာခုံတိသူတို့နှလုံးပေါင်းကျင်တောင်ညာနဲ့ခုံနဲ့ပေါင်းတော့ခုံနဲ့ခုံရဲ့နက်ခက်တိတောင်ညာခုံရဲ့ပါဝါတိ နှစ်ခွန်တော်များနှစ်သည်ကြီးဖြစ်တယ်။ဒါဆို6ဒီဝန်ချိန်ခွန်တော်များနှစ်ကြီးကအပီပေါက်တဆိုင်ကဝန်ချိန်နဲ့အပီပေါက်6ဒီဝန်ချိန်ခွန်တော်များနှစ်ကြီးသည်အပီပေါက်ဝန်ချိန်နဲ့ကြီးဖြစ်ပါလေ။အားလုံးပဲမင်္ဂလာပါ။မင်းမင်းဝန်လာခဲ့ဖို့လဲဖိတ်ခေါ်ပါလေ။နော်ဒါဆိုလက်ဆက်ထပ်သွားမယ်။ ဒီ site ထပ်သွားမယ်ကျွန်တော်ခုမှများဒီ site ကတောင်ညာတစ်အောင်မြင်ခဲ့တဲ့ site အခုထပ်ပြမယ် site ကအခုထပ်ပြီးတော့ပြမယ် site သည်တောင်ညာတစ်အောင်မြင်ခဲ့တဲ့ site ဖြစ်ပါတယ်တခြားကြည့်ပြနော်60ခွန်ဒီသူတို့နှလုံးပေါင်းခြင်း83ဟာရှစ်ထိုင်တယ်6ခွန်ရှစ်သုံးလုံးပေါင်းခြင်း6နဲ့ခွန်နဲ့ပေါင်းတော့တော့300ရှစ်ခဲ့ပေါင်းလို့ကျွန်တော်တို့ပါရမလဲ300ရှစ်နဲ့ပေါင်းတော့100ရတယ်100နဲ့ခက်သည်ရှစ် တရှိသည်ဝမ်းချင်းတရှိဝမ်းချင်းကိုဘာထွက်လဲ၈ပိုင်းနဲ့86 5ခုထိဒီလိုနှလုံးပေါင်းချင်း30က3ထိ993သုံးလုံးပေါင်းချင်း993 3ုံးလုံးပေါင်းချင်း9နဲ့9နဲ့ပေါင်းတော့3ည3ညရဲ့3ရဲ့ပေါင်းတော့သုံးရတယ်။ပုံရဲ့နက်ခတ်ဒီ9 3ဒီ1ချင်းဖြစ်တယ်။ တုံးကဝန်းချင်းကို၃ပိုင်းနဲ့23 83ကသူတို့နှလုံးသွင်းခြင်း65က6ထိုင်နဲ့ဟုတ်ပြီနော်736သုံးလုံးပေါင်းခြင်း83နဲ့ပေါင်းတော့တက်တက်ကေ6ကေပေါင်းတော့ခွန်ရမယ်ခွန်ရဲ့နက်ခတ်ဒီ3ညခွန်3ညဒီ1ချိန်ခွန်3ညဝိုင်းချင်းကို3ညပိုင်းနဲ့3ညတက် 30ဒီကသူလုံးပေါင်းခြင်းအပေါ်နည်းမူတိုင်း300ခွန်က300ထိုင်နဲ့330ညเนาะ330 300 300လုံးပေါင်းခြင်း300 300နဲ့ပေါင်းတော့3 300ရဲ့300ရဲ့ပေါင်းတော့ကျွန်တော်တို့ပါရမယ်ပေါင်းမယ်ရတယ်300ရဲ့နခတ်တိ5 300ဒီဝန်းချင်းဖြစ်တယ်အခုပြရတဲ့ site ဒုတိယမြောက်အပီးပေါက် site ဒီအခုပြရတဲ့ site ဒုတိယမြောက် အပီးပေါက်ဆိုင်တည်တုံညာတဲ့အောင်မြင်ခဲတုန်းကဆိုင်ဖြစ်ပါသည်နော်ဒုတိယမြောက်အကူပြတဲ့ဆိုင်တည်တုံညာတဲ့အောင်မြင်ခဲတုန်းကဆိုင်ဖြစ်သည်ပုံကဝန်ချင်းသူနဲ့တွေ့ရပြီးဆင်းမဲ့အပီးပေါက်ကိုတခြားကြည့်ဆောစက်ကခွန်အပက်လေးစက်တက၄ထိန်၅ဘူးက၅ထိန်နဲ့၄ခွန်၅သုံးလုံးပေါင်းခြင်း၄နဲ့ခွန်နဲ့ပေါင်းတော့၁၁နဲ့၅နဲ့ပေါင်းတော့၆ရတယ် 6ရက်နက္ခတ်တီ6ရက်နက္ခတ်တီကို69တီဝန်းချင်းဒီရှိချင်း69ချင်းကို10ပိုင်း6ပိုင်းနဲ့86ဆိုပြီးထွက်တယ်9ဘူးက9ထိပ်60က6ထိပ်83က3ကပိနေ653 6 9နဲ့ပေါ်တော့1 1နဲ့3နဲ့ပေါ်တော့400တယ်4ရက်နက္ခတ်တီနှစ်4နှစ်တီဝန်းချင်း ၃၅ဝမ်းချင်း၄နှစ်ဝမ်းချင်းကို၂ပိုင်၃ပိုင်တိုင်း23ဆိုပြီးထွက်တယ်။83က3အပိတ်86က8ထိတ်30က3ညအပိတ်နဲ့83ညသုံးလုံးပေါင်းချင်း83เนี่ยပေါင်းတော့1 1နဲ့3ညเนี่ยပေါင်းတော့ဘာရမလဲ1ပဲရတယ်။တရနက်ခတ်တိ8တရှိတိအပိဘဝမ်းချင်းခွန်တော်ညဝမ်းချင်းတရှိဝမ်းချင်းကို3ညပိုင်1ပိုင်နဲ့3ညတေးဆို ဒါဆိုယနေ့ညနေ၄နာရီခွဲတော့အပီပေါဝမ်းချင်းက၃၅ဝမ်းချင်းကိုသူနဲ့တွဲရပြီးဆက်မယ်အပီပေါ30တိ၃ညာအပိတ်23က2ထိတ်65တိ5ပိတ်နဲ့2တုံညာ5သုံးလုံးပေါင်းချင်း2နဲ့တုံညာနဲ့ပေါင်းတော့2နဲ့5ရဲ့ပေါင်းတော့ကျွန်တော်တို့ခွာရ2နဲ့5နဲ့ပေါင်းတော့ခွန်ခွန်ရဲ့လက်ခက်တိ၃ညာခွန်၃ညာတိအပီပေါဝမ်းချင်းဖြစ်တယ်ဒါဆို၃၅ဝမ်းချင်းနဲ့ခွန်၃ညာဝမ်းချင်းတိ အပြီးပါဝိုင်းရင်ဖြစ်တယ်ပရိတ်ဆက်ပြပြီးမယ်ပရိတ်တစ်ချက်ကြည့်ပရိတ်ကိုတစ်ချက်ကြည့်နော်83တုံးပိတ်60က6ထက်86က6ပိတ်နဲ့ဒါကပရိတ်ဖြစ်ပါတယ်3ရက်6ရက်ပေါ့နော်9နဲ့6နဲ့ပေါ့နော်ဒီဟာဆက်မှာဒီဟာတော့မယ်နော်ငါဘူးက9ထိတ်41က4ထိတ်60က3ညပိတ်ရ5 4 3ညသုံးလုံးပေါင်းချင်း 9နဲ့4နဲ့ပေါ့နော်9 9နဲ့3ညနဲ့ပေါ့နော်ကျွန်တော်ခွာရမလဲ9ပဲရတယ်9ရဲ့ပါဝါသေး4 9လေးဒီကပဋိတ်9လေးပဋိတ်ကို86ဆိုရင်4ပဋိတ်ထွက်တယ်83 3ကပဋိတ်66တဲ့86က6ပဋိတ်နဲ့366ပေါ့နော်ပေါ့ချင်း3နဲ့6နဲ့ပေါ့နော်9 9နဲ့6နဲ့ပေါ့နော်9 9ပါဝါသေး3ည9 3ညပဋိတ်ကို23ဆိုပြီး9ပဋိတ်ထွက်တယ် 30က3ညအပိတ်86က8ထိတ်23က3အပိတ်နဲ့3ည8 3 3ည8နဲ့ပေါင်းတော့8 8နဲ့3နဲ့ပေါင်းတော့1တိရဲ့ပါဝါဒီ6တိ6ကပဋိတိ6ပဋိကို3ည1ဆိုပြီးတိပဋိအတွက်တယ်ယနေ့ညနေအတွက်ပဋိသည်65ထိတ်အပိတ်23က2ထိတ်3ည1ကတိအပိတ်နဲ့9 1 3လုံးပေါင်းခြင်း ငါးနဲ့နှစ်နဲ့ပေါင်းတော့ခွန်ခွန်နဲ့တင်းနဲ့ပေါင်းတော့ရှစ်ရရှစ်ရပါဝါတိတော့ရှစ်သုံးဒီယနေ့ညနေ၄နာရီခွဲတော့ပရိတ်ဖြစ်တယ်ပရိတ်နဲ့ညီတဲ့ကဏ္ဍနေအများကြီးရှိတယ်ကိုကြိုက်တဲ့ကဏ္ဍကိုရွေးထုတ်ဟုတ်ပြီနော်ပရိတ်နဲ့ညီတဲ့ကဏ္ဍနေအများကြီးရှိတယ်ကိုကြိုက်နှစ်သက်တဲ့ကဏ္ဍကိုရွေးထုတ်နိုင်တယ်တန်းငယ်ကအားလုံးကိုစေတနာဖြင့်သာကူညီတာဖြစ်ပါတယ်မိစရူအားလုံးကိုမမမခေါ်ဘူး အဖွဲ့ဝင်ကြီးမတောင်းဘူးပေါက်ပေးသတ်မှတ်ခြင်းမရှိဘူးစေတနာနဲ့သာကုညီတဲ့သူနော်ယနေ့ညနေတည်းကအော်နှက်ကွက်လာယူနိုင်ပါလေတန်းငယ်ကြီးပေါက်ရင်ဗာပေးရမလဲလူကိုရီမကြီးမေးစရာရှိတယ်ပေါက်ရင် ကိုရီမကြီးပေးခြင်းတလောက်မုန်းဖို့ပဲပေးတန်းငယ်ပေးတဲ့အော်နှက်ကွက်ထဲမှာပေါက်ကွက်ပါသွားတယ်ဆိုရင်ကိုရီမကြီးပေးခြင်းတလောက်မုန်းဖို့ပဲပေးနိုင်တယ်ဒီဖုန်းနံပါတ်လေးကိုလာရောက်ဟိုင်းပြီးတော့အခုမြန်မြန်လေးဟိုင်းတန်းငယ်တရားမှမပေးရသေးဘူးနော် အခုမြင်မြန်လေးဟိုင်းเนาะအခုမြင်မြန်လေးဟိုင်းပါ669 293 398 9 9အခုမြင်မြန်လေးဟိုင်းပြီးတော့လာယူပါယနေ့ညနေ၄နာရီခွဲတော့เนาะ669 293 398 9အခုမြင်မြန်လေးဟိုင်းပြီးအော်နှက်ခွက်လာယူပေါ့ရင်တန်းငယ်ကြီးပါပေးရမလဲဆိုရင်ကိုရီမားကြီးစေတနာရှိတလောက်မဟုတ်ဘူးပဲပြီးအခုမြင်မြန်လေးလာယူဒီဖုန်းနံပါတ်669 293 ပုံကူရှိကိုအခုမြမြန်လေးဟိုင်းပြီးတော့လာယူလိုက်ဟုတ်ပြီနော်အခုပို့ပြီးမှဖြစ်ပါတယ်ကဏ္ဍထောက်ပြီးပဲဒုံးစင်ဒုံးခွန်ငါခွန်ငါစင်ချောက်ခွန်ချောက်စင် 62နှစ်နော်ဒါပြည်တည်နေညည်းရဟာတက်ခွန်တစေတင်းနှစ်ဒီနန်းလေးတွေထိုးစေကြတယ်ဒါကတော့6တိဝန်ချိန်9တိညကီးနေဦးလေ7တုံးပြိတ်နေအညီးပါတယ်3 5ဝန်ချိန်9တိညဝန်ချိန်နေဦးလေပြိတ်နေညီးတဲ့ကနန်းလေးပါတယ် ကျိုင်းနေတတ်တာကိုထိုးနော်တန်ငယ်ပြီးတဲ့အောင်နောက်ကောက်ကိုထိုးခြင်းနဲ့တန်ငယ်နဲ့လက်တွဲခြင်းနဲ့ဆိုတဲ့အကိုဒီမားတွေအားလုံးပဲဒီဖုန်းနံပါတ်669 293 398ကိုဟိုင်းတာပါကဲအားလုံးပဲဒီလောက်ပဲပါမိုင်ပါကံကောင်းကြပါစေနော်